ားလုံးမင်္ဂလာပါကျွန်တော်တို့ပုံမှန်ကတော့ဒီဟော့ကော့ကဆက်နဲ့ပတ်သက်ပြီးအန်ဒီကလေးတွေကျွန်တော်တက်ပြီးနေမှာလေဒါ RFID ကတ်အထူးတစ်ခတ်ပေါ့ RFID အဲ့တော့နောက်ပိုင်းကဘေဒင်က ERV system နဲ့တွဲစင်ကြတော့ my fact IC card တွေတောင်းလာတယ်ကျွန်တော်ဒါလေးတစ်လုံးနှလုံးမှားထားတာပါဒါလေးကဘာလဲဆိုတော့ my fact card နဲ့အသုံးပြုလို့ရတယ် focus အခုဒီမှာကျွန်တော်ကကတ်လေးကို config လုပ်တာပါဆိုတာသူအိမ်မက်ပြည်တာကဇလေးလေးအတိဝတ်ဖြစ်တော့ energy ဖြစ်မတကက်လေးလုပ်ပြန်အကျွန်တော် configure လုပ်ထားတဲ့ function ကိုအတုံးပြုတ်လို့ ဒါတော့ကျွန်တော်အတော့ပြုတ်ဖို့မလုပ်ရသေးဘူး။အဲ့တော့ဒါ तू ကညင်းလား။ဒါတော့ညင်းလား။အဲ့တော့ဒီကဲ့ရဲ့အားသာချက်ကဘာလဲဆိုတော့ဒီ config လောက်တာကိုကျွန်တော်တို့စီပြန်လာကြမှာမလို့ဒီမှာ master cut တုံးတ်ပါတယ်။အခုဒီပါတဲ့ master cut တွေနဲ့ကိုယ့်ကိုလှုပ်လိုက်ကျွန်တော်ခု cut ပေါင်းတာလေးလုပ်ပြမယ်ကြာ။ပေါင်းတာလေးလုပ်ပြ။ဒီနှစ် cut ကိုကျွန်တော်ပေါင်းတယ်။အဲ့တော့ပေါင်းနေတယ်ဆိုတော့ကျွန်တော်ဒီမှာဒီကက်လေးပြေးချလိုက်တယ်။ ီကက်လေးပေးချင်တယ်ပြီးကျွန်တော်ဒီကက်ပေါင်းမယ်ပြီးဒီကက်ပေါင်းမယ်ငါကပေါင်းရမရှိကြရင်ကျွန်တော်လုပ်ငန်းစဉ်ကြီးရက်လိုက်မယ်ဒါဆိုသူက normal operation ဖြစ်သွားပြီငကိုတော့ငါအဲ့လောက်ထားလဲကောင်းနေတယ်လုံးလုံးမှာပဲဒါဒီ really energized ဖြစ်သွားတာဒီ delay time လေးကြည့်ကြပါလိမ့်မယ်ဆက်ပါနောက်ထပ်တစ်ကက်လေးမောင်းပြန် ဘလိတ်နာဂျက်ဖြစ်သွားတာပြီးရင်ကျွန်တော်အခုမှအပ်လုပ်လိုက်တဲ့ကောင်တွေလည်းပေါင်းပြမယ်ဘလိတ်နာဂျက်ဖြစ်သွားတာအဲ့တော့ပြောချင်တာကဒီဟော့ကောလေးတွေကိုဒီကောင်ဈေးလက်တက်တာလေအင်ရှင်နီအတွက်ကောဒက်လီကအင်ဂျင်နီယာအတွက်ကောသိတော့တပည့်ဒီမာစတာကတ်နဲ့ပရိုဂရမ်မင်းလုပ်စရာလိုတဲ့အတွက် site ထဲမှာလည်းပြဿနာအကုန်ပြေလည်အောင်ဖြေရှင်းလို့ရတယ်အဲ့ဒါမျိုးကိုကျွန်တော်ကအားလုံးအတွက်အဆင်ပြေအောင်သူတစ်ပြင်းဒက်လီကအင်ဂျင်နီယာအတွက် RFID tag သုံးလေးရတဲ့ကောင်လေးကျွန်တော်ဆောင်ထားပေးတယ်။ My packet IC tag သုံးလေးရတဲ့ကောင်လေးဆောင်ထားပေးတယ်။တစ်ခုနှစ်ခုစီကြံပေးတယ်။လို့လို့ရှိရင်ကျွန်တော်တို့ဆက်သွယ်ပြီးရအောင်။အားပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။